တတ်တဲ့အကြောင်းတွေကိုပြောပြီးဆိုလို့ရှိရင်ဝယ်ရောင်းဆိုတဲ့စကားကိုကြားဖို့ပါဘူးတကယ်တော့ဝယ်ရောင်းဆိုတဲ့အရာမှလည်းတော်တော်များဘာနဲ့တွဲပြီးမှားလေးရှိလဲဆိုလို့ရှိရင်ဒီ investor တွေနဲ့မှားပြီးတော့တွဲပြီးတော့မှားမြင်လေးရှိတယ်ပေါ့အဲ့တော့ဝယ်ရောင်းနဲ့ investor နဲ့ဘာကွာလဲဆိုတာလေးကိုလေပြပြပြချင်ပါတယ်ဝယ်ရောင်းဆိုတဲ့သဘောတရားကတော့ ကိုကအင်ချမ်းမီတစ်ခုကိုဝယ်လိုက်တယ်ခလာတိုလေးရဲ့အတွင်းမှာပြန်ပြီးတော့သူကပြန်ရောင်းတဲ့အနေထားတစ်ခုဖြစ်တယ်ပေါ့အဲ့တော့အချင်းတိုအတွင်းမှာဝယ်ဝယ်ရောင်းလုပ်နေတယ်သူတို့ပြောရင်မမှားဘူးပေါ့တကယ် investor ယင်းနှောင်းနေတဲ့သူတွေကအဲ့လိုမဟုတ်ပါဘူးကာလာအဖြစ်နှစ်ကာလာတစ်ခုကိုထားပြီးတော့မှလည်းစင့်ဈားထဲမှာဝင်ငွေ cut flow ဒီဆောင်နေကြတဲ့သူတွေကမှ တကယ်တမ်း investor လို့ကျွန်တော်တို့ပြောလို့ရမှာဖြစ်တယ်။ဒါကြောင့် mention me နဲ့ပတ်သက်ပြီး investor ပေးဆိုလို့ရှိရင်အဲတချို့ကဒီချိန်တခုဝယ်လိုက်တယ်ပြင်မကြသေးခင်သူပြန်ရောင်းလိုက်တယ်အဲ့ဘက်မှာ1000နဲ့ဝယ်တယ်1500နဲ့ပြန်ရောင်းတယ်900နဲ့မြတ်တယ်အဲဒါမျိုးလေးတွေကို line ဥမှာကျွန်တော်ကိုယ်တိုင်လေးတွေ့ရတာညပါတယ်တကယ်တော့ဒါတွေကရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ရေတို့ရင်းနှီးမြှုပ်နှံမှုဖြစ်တယ် ကျွန်တော်တို့ရင်းနှီးမြှုပ်နှံသူ၄မျိုးရှိရပေါ့အဲ့၄မျိုးထဲမှာနံပါတ်1 speculator အရှင်တိုကာလအတွင်းမှာဝယ်ရောက်လုပ်နေတဲ့သူကိုခေါ်တာဖြစ်တယ်နောက်တစ်ခုကတော့ investor long term ရရှိကိုကြည့်တယ်ကင်ထားတယ်ဆိုတော့ကာလဒီမှာလေဝင်ငွေစီးကြောင်းတစ်ခုကိုရှာနေတယ်ဆိုလိုတာကကိုဝယ်လိုက်တဲ့အိမ်တစ်ခုကိုကိုကပြန်ငှားစားတယ်ဝင်ငွေစီးကြောင်းဖန်တီးပြီးတော့မှဆင့်ဒါကိုဂျားကာလဒီမှာလေရင်းနှီးမြှုပ်နှံထားတယ်လို့ပြောလို့ရပါတယ် ဆိုတော့ဒါက investor နောက်တစ်ခုကတော့ collector ပါ collector ဆိုတဲ့ကကိုက HMI ကို ကိုကြိုက်တာကိုပဲကိုဝယ်တဲ့လူမျိုးကို collector လို့ခေါ်ပါတယ်အတွေ့အပမှာပေါ့တချို့တွေကတော့အရှိလက်ဦးမှအရှိလက်ကြိုက်တာရှိတယ်တချို့တွေကတော့အနောက်လက်ဦးမှအနောက်လက်ကြိုက်တာမျိုးရှိကိုရဲ့အကြိုက်ပုံမူတည်ပြီးဝယ်တာမျိုးဖြစ်တယ်ပေါ့နော်ဖြစ်လာမဲ့နောက်အနာဂတ်အလားအလာကိုကြည့်တာမျိုးမဟုတ်ဘဲနဲ့ကိုရဲ့အကြိုက်တစ်ခုပဲကိုရွေးချယ်တဲ့လူတွေကို ကျွန်တော်တို့က collector လို့ခေါ်ပါတယ်နောက်ဆုံးတစ်ခုကတော့ observer ဒီလိုလူတွေကတော့ဈေးကွက်ကိုစောင့်ကြည့်ရင်ဝယ်ရရောင်းတာမျိုးမဟုတ်ဘူးအထူးသဖြင့်နေထိုင်မြေကိုစောင့်ကြည့်လေးတာသူတွေက observer တွေများကြပါတကယ် true infrastructure တွေကတော့သူဟာနေသူတော့ရှိတယ်လက်တွေ့မြေပြင်မှာတော့ဒါရှားတယ်သူတို့စီကပညာရည်တွေကိုကျွန်တော်တို့ကသင်ဖို့ဆိုလို့ရှိရင်သူတို့ ਨੇ အနီးကပ်ဆုံးမှာရှိနေတာတော့ပို့ပြီးတော့ကောင်းတယ် ပြီးတော့စောင်းတွေမှလည်းကျွန်တော်တို့လေ့လာလို့ရမှာစောင်းတွေဆိုတဲ့နေရာမှာလေစောင်းဤတိုင်းမဟုတ်ပဲနဲ့မြေပြင်နဲ့ဘယ်လိုမျိုးကွာလဲဆိုတဲ့အချက်အလက်တွေကိုလေသိအောင်လုပ်ဖို့လိုအပ်ပါတယ်အခြေချုပ်အားဖြင့်ကျွန်တော်ပြင်ပြောရမယ်ဆိုလို့ရှိရင်ဝယ်ရောင်းလောက်တာနဲ့ investor နဲ့မတူဘူးဆိုတာကိုသိထားစေချင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်ကျွန်တော်တို့အောင်ပြောကြပါ